င်္ဂလာပါရှင်တင်းနေတဲ့တင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒူဝဲဝက်ရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့လောင်းလုံးကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့တင်းတမုတ်ချုံရွာမှာရေချိုးနေတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေပြစ်ခတ်ခံရပြီးနှစ်ဦးထဏ်ရာရတဲ့အခြေအနေလက်နက်ကြီးနဲ့အပြစ်ခံရလို့စော်ဝါရွာတစ်စိတ်ပင်ကြောင်းစီရတော့ပြန်တော်မူတဲ့အကြောင်း ရေဖြူမှာမိုင်းနှင်းမိပြီးအမျိုးသားတဦးသိမ်ဆုံးတဲ့တည်တယ်။တရချောင်းရှူကူတဒါစစ်စေးကြီးဂိတ်မှာတိုက်ပွဲဖြစ်ပြီးဒေသခံတဦးသိမ်ဆုံးတဲ့အကြောင်းစတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်။တိုက်ပွဲဖြစ်ပွားနေတဲ့လောင်လုံမျိုးဖက်ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်ကဒေသခံ15ဦးလောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ မေလ30ရက်နေ့ကဒဝယ်မြို့ဖက်ကနေလောင်းလုံးမြို့ဖက်ကိုတော်လန်အတိုင်းစစ်ကူလာတဲ့စစ်ကောင်စီတပ်ဟာဥယျင်ခြံတွေထဲမှာစစ်ပေးရှောင်နေတဲ့ဒေသခံတွေကိုဖမ်းဆီးသွားတာလို့ဆိုပါတယ်။တပြာရွာက၄ဦးလောင်းလုံးမြို့ပေါ်က17ဦးစုစုပေါင်းအနည်းဆုံး15ဦးရှိတယ်လို့အဖမ်းခံရသူတွေနဲ့နှိဆက်သူတွေကပြောပါတယ်။စစ်ကောင်စီတပ်တော်လန်အတိုင်းစစ်ကူဆင်းလာတာမေလ31ရက်နေ့ကတပြာရွာကိုရောက်လာပြီးဒေသခံ၄ဦးကိုဖမ်းဆီးသွားတာပါ အဲ့ဒီစစ်ကြောင်းဟာလားလုံးမျိုးနယ်ထဲဝင်လာပြီးထွေအုပ်ယုံမှာတညာအိတ်စခန်းချခဲ့တယ်လို့မြို့ခန့်တွေကပြောပါဗယ်။ဇွန်လတရနေ့မနေ့ပိုင်းမှာတော့ထွေအုပ်ယုံကနေလားလုံးမျိုးနယ်ဆန်းလန်းကြီးရွာကြားကလက်ခတ်တောင်ဘက်ကိုဥတီစစ်ကြောင်းထိုးသွားတယ်လို့သိရပါဗယ်။အဲ့လိုစစ်ကြောင်းထိုးသွားချင်းလမ်းမှာတွေ့ရတဲ့လောင်းလုံးမျိုးခံ၁၁ဦးကိုဖမ်းဆီးသွားတာလို့ပြောပါတယ်။ ဖမ်းခံရသူအလုံးဟာအသက်40နဲ့50အထက်အသက်ကြီးပိုင်းတွေဖြစ်ကြပြီးအမျိုးသမီးတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။အဖမ်းခံရသူတွေရဲ့ဆိုင်ကယ်နဲ့ထမင်းကြိုက်တွေကိုစစ်ကောင်စီတပ်ကလမ်းဘေးမှာထားပစ်ခဲ့တယ်လို့သိရပါတယ်။ဒေသခံတွေကိုဖမ်းဆီးသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာလောင်းလုံးမျိုးနယ်ထဲကနေလက်ခတ်တောင်တာဝါတိုင်းကုန်းဖက်ဥတီစစ်ကြောင်းထိုးသွားတယ်လို့ယူဆရတဲ့အကြောင်းကိုစစ်ရေးသတင်းအင်းမြစ်တချို့စီကသိရပါဗျ။ မေလ30ရက်နေ့ကစပြီးလောင်လုံးမြို့နဲ့လက်ခတ်တောင်တာဝါတိုင်းကုန်းတွေမှာတိုက်ပွဲဖြစ်နေတဲ့အတွက်စစ်ကောင်စီတပ်ကတာဝေးပြည့်အမြောက်ကြီးတွေတုံးပြီးလောင်လုံးမြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေကိုဆက်တိုက်ပစ်ခတ်နေပါတယ်။လက်နက်ကြီးကြရပောက်ကွဲတာကြောင့်ဒေသခံတွေထိခိုက်ဒိဆုံးတာတွေရှိတဲ့အပြင်အနီးဝန်းကျင်ကဒေသခံထောင်ချီလဲမိုးသည်ထန်စွာရွာသွန်းနေတဲ့ကြောင့်အိုးအိမ်ဆုံးခွာထွက်ပြေးနေကြရပါတယ်။ တနင်္လာရီမျိုးနဲ့တမုတ်ချုံရွာမှာရေချိုးနေတဲ့တော်လရင်တပ်ဖွဲ့ဝင်တွေကိုစစ်ကောင်စီတပ်သားတွေကလာရောက်ပစ်ခတ်လို့တော်လရင်တပ်ဖွဲ့ဝင်အုပ်ထံရရသွားပါတယ်မေလ31ရက်နေ့မနက်8:00နာရီဝန်းကျင်ကတမုတ်ချုံရွာမှာတော်လရင်တပ်ဖွဲ့ဝင်တွေရေချိုးနေချိန်စစ်ကောင်စီတပ်သားတွေလာရောက်ပစ်ခတ်တာကနေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတော်လရင်တပ်ဖွဲ့ဝင်နှစ်ဦးထံရရသွားတာပါတော်လရင်တပ်ဖွဲ့ဝင်တဦးရဲ့ဝမ်းပိုက်မှာကြီးထိမှန်တန်ရရသွားပြီးနောက်တဦးကလက်ဘင်းကိုထိမှန်တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်သားတွေကတောင်ပေါ်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ကြပြီးတော်လှန်ရေးတပ်သားတွေကတောင်အောက်ကနေပြန်ပြေးရတဲ့အတွက်တပ်ဖွဲ့ဝင်အုပ်ဒဏ်ရာရသွားတာပါတိုက်ပွဲဖြစ်ပြီးချိန်မှာလဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့တနေလုံးပစ်ခတ်ခဲ့တယ်လို့ဒေသခံတချို့ကဆိုပါတယ် တနင်္လာရီပုတ်ပြင်းပြီးတော့ဆူလန်းဘော်ကတမုတ်ချုံရွာမှာမေလ23ရက်နေ့ကစပြီးစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာဆိုင်ကယ်ကိုမောင်းနှင်သူတို့အပဲစီးနှင်ခွင့်ပြုထားပြီးကတ်သက်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။တဝယ်မြို့နယ်ရှင်မုတ်ထီးကျေးရွာအုပ်စုစောဝါရွာမှာရှိတဲ့တစ္ဆေပင်ကျောင်းရဲ့ဗရာဏနာယကအကြောင်းထိုင်စီရတော့ဗက္ခဏာအိန္ဒောဘတာဟာဇွန်လတရက်နေ့ညနေပိုင်းမှာနည်းနည်းကြီးကြီးစားထိမှန်ပြီးပြန်တော်မူသွားပါတယ်။ ဇွန်လ၁ရက်နေ့မွန်းလ၁နာရီလောက်ကစပြီးရှင်မုတ်ထီးရွာအနီးရွှေဘူတံတားစစ်စေးရေးဂိတ်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲဖြစ်နေပြီးလက်နက်ကြီးပစ်ခတ်တံတွေနဲ့ညနေပိုင်းအထိဇက်တိုက်ကြားနေရတယ်လို့ဒေသခံတွေကပြောပါရယ်။တိုက်ပွဲဖြစ်နေချိန်တစ်စိတ်ပင်ကြောင်းဝင်းအတွင်းလက်နက်ကြီးကြားရပောက်ကွဲလို့ဆရာတော်ကိုကြီးစားထိမှန်ပြီးပြန်လည်တော်မူတာဖြစ်တယ်လို့ဆရာတော်ရဲ့တပည့်ယဟန်တပါးကမိန့်ပါရယ်။ ရွှေကူတောင်တိုက်ပွဲအတွင်းရွှေကူတောင်ချီမှာနေထိုင်တဲ့အသက်30ဝန်းကျင်အရွယ်အမျိုးသားတဦးလည်းလက်နက်ကြီးကြီးစားထိမှန်သိမ်းဆုံးသွားပါတယ်။တစ်ဆက်ပင်ကြောင့်ဆရာတော်ပြန်လောတော်မူချိန်မှာတက်တော်66နှစ်သိခါတော်46ဝါရှိပြီးဇပနအစီစဉ်ကိုဘယ်လိုဆောင်ရွက်မယ်ဆိုတော့မဆုံးဖြတ်ရသေးဘူးလို့တပတ်တန်ကာတွေနဲ့ဒကာရီစီကသိရပါဗျ။ ရေဖြူမျိုးနဲ့တစ်တိုထောင်ချေးရွာနာမှာမေလ31ရက်နေ့မွန်လွယ်ပိုင်းကမိုင်းနေမိလို့တက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးသွားပါတယ်။အသက်60အရွယ်တစ်ထိုထောင်ရွာသားဥကြည်လာဟာရွာနားမှာရှိတဲ့သူ့ရဘာခြံကနေအခြားဥယျံခြံတစ်ခုကိုသွားချင်းလမ်းမှာမိုင်းနှိမ့်ပြီးတိမ်ဆုံသွားတာပါမိုင်းနှိမ့်တဲ့နေရာအနီးတစ်ဝိုက်မှာဘာထူးတက်နဲ့ပူပေါင်းတက်ဖွဲ့တွေအရင်ကလှုပ်ရှားနေထိုင်ခဲ့ပူတယ်လို့ဒေသခံတွေကပြောပါတယ် အဲ့ဒီနေရာအနီးဝန်းကျင်မှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ဖို့ထောင်ခဲ့တဲ့မိုင်းတွေရှိတဲ့အကြောင်းကိုအနီးနားဦးရင်ချန်ကိုသွားလာတဲ့သူတွေကိုအဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတတိပေးတားမိခဲ့ပူတယ်လို့တိုယဝက်ရှ်ကစုံစမ်းသိရပါဗျ။တနင်္လာရီတိုင်းကစစ်ရေးဒေသတွေမှာစစ်ကောင်စီတပ်ကထောင်ထားတဲ့မိုင်းတွေရှိသလိုတော်လှန်ရေးအဖွဲ့တွေကထောင်ထားတဲ့မိုင်းတွေလည်းရှိနေပါဗျ။ဒါပေမဲ့အခုမိုင်းပောက်ကွဲမှုမှာတော့ဘယ်အဖွဲ့ကထောင်ထားတဲ့မိုင်းဖြစ်တယ်ဆိုတာကိုတိုယဝက်ရှ်အနေနဲ့အတိအပြုနိုင်တာမရှိသေးပါဘူး။ အဲ့ဒီနေရာဝန်းကျင်မှာလှုပ်ရှားခဲ့တဲ့ဘာထူးတက်မတော်ကိုမင်းမြန်းနိုင်ဖို့တစ်ဖက်ပြန်ကြားရေးတာဝန်ရှိသူစီဒိုဝဲဝက်ကဖုန်းနဲ့ဆက်သွယ်ပေးမယ်လဲဆက်သွယ်လို့မရသေးပါဘူး။ဦးကြည်လာရဲ့ရုပ်အလောင်းကိုမင်းကမွန်လဲပိုင်းမှာတကြိုလိုက်ပြီးတိတ်ဆုံးချိန်မှာဇနီးနဲ့တသမီတွေကြံခဲ့ပါဗါး။မေလာတတိယဘက်ကစပြီးအင်အား150လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒဝဲအထူးစည်းဝါးရေးဆောင်ဒေသကိုစစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပါဗျ။ ဒဝဲတရချောင်းသွားလန်းအမရှိပြည်တော်စုလမ်းမှာရှိတဲ့စစ်ကောင်စီတပ်ရွှေကူတရားစစ်စေးကြီးဂိမ်းမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဇွန်လတရက်နေ့မိုးလဲတနာရီလောက်ကစလို့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးဒဝဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ကတာဝဲပြစ်လက်နက်ကြီးနဲ့ပစ်ကူပေးနေတာလို့ဒေသခံတချို့ကပြောပါတယ်။စကောက်စီစစ်စေးရေးဂိတ်တစ်ခုဖြစ်တဲ့ရွှေကူတရားစစ်စေးရေးဂိတ်ကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြတာလို့ဒေသခံတွေကဆိုပါတယ် တိုက်ပွဲဖြစ်ပွားနေတဲ့ရှီကူတံတားတောင်ချင်းရင်းမှနေတဲ့အိမ်ကအသက်30ကျော်အရွယ်အမျိုးသားတဦးလက်နက်ကြီးထိမှန်ပြီးတေဆုံးသွားတယ်လို့ဆွေမျိုးတော်ဆက်သူတဦးကပြောပါတယ်မလ30ရင်းနေ့ကနေ31ရက်နေ့အထိတဝယ်မြအနောက်ဖက်ကန်လောင်းလုံးမြို့နဲ့လက်ခတ်တောင်တာဝါတိုင်ကုန်းတို့မှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တဝယ်မြအရှိကန်ရှီကူတောင်ဂိတ်မှာတိုက်ပွဲဖြစ်ခဲ့တာပါ အခုတက်ခိုက်ခံနေရတဲ့ရှီကူတဒါစစ်စေးရေးကိတ်ကိုဒူရကစစ်ကြောင်းကပြီးခဲ့တဲ့ဇန်နဝါရီလကဝင်ရောက်တက်ခိုက်သိမ်းပိုက်ပြီးမီးရှို့ခဲ့ပူပါတယ်။နောက်ပိုင်းမှာတော့စစ်ကောင်စီတပ်ကအဲ့ဒီနေရာကိုပြန်လည်ဝင်ရောက်ပြီးတက်ဆွဲထားတာဖြစ်ပါတယ်။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ပြီးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dewe Watch Wine တို့သားတွေကစုမုံကောင်းတောင်းအပ်ပါတယ်ရှင်။